ဆရာကြီးမင်းသင်္ခါရဲ့ဖြီးကြီးမှန်တိုင်းမြကြီးဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဆရာကြီးနဲ့သက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါတယ်ရှင်အပိုင်းနှစ်မြကြီးသည်တွဲကောင်းကြီးဤထမင်းချက်အဖြစ်လိုက်ပါလာခဲ့လေသည် တွဲကောင်းကြီးကလည်းမြကြီးကြော်ပြီးတော့ငချောက်ထောင်းကြော်ကိုအရက်နှစ်မြင်းရင်စိတ်ကြကြလိုက်ပါလာခဲ့လေခိကအရက်တော့ကွာအရက်ဒီအများကြီးရှိပါတယ်ကွာဟုတွဲကောင်းကြီးကပြောလင်းမြကြီးကအကျွန်တော်အရက်မတော့ပါဘူးခင်ဗျာဟုဆိုလိုက်လေ တွဲကောင်းကြီးကလည်းညကြီးရာခြေစုံကောင်းစုံကြည့်၍အ깨ခတ်လိုက်လေသည်အမိယုံကအယသမယုံပါကွာဘယ်နဲ့မတော့ရမှာလဲအားနာလို့လားတော့ပါကွာအယသမချင်းကိုချင်းစားတတ်ပါတယ်ကွာဟုတွဲကောင်းကြီးကအဝဇန်းရွှင်ရွှင်ဖြင့်ပြောတော်လဲညကြီးကခေါင်းကိုယ်သာတွင်တွင်ရန်ရင်လက်ချောင်းလိုက်တင့်ဆုလာသောတွဲများကိုမြူချခဲ့ရလေတော့သည်ဤသို့နှင့်ပင်ပြင်မနာဘူတာတို့ရောက်ခဲ့ရလေသည်ရထားမှာလဲထိုဘူတာ၌ညအိမ်ဖြစ်လျာမြကြီးသည်နိုင်ငံချင်းညွန့်တောင်းပေးလိုက်သောငွေ၆ချက်ကိုကြစ်ကြစ်ပအောင်ဆို၍ တန်ကျိုးယုံတို့ပြေးလေတော့သည်တန်ကျိုးယုံတို့ရောက်ရင်လှမောင်ရင်မိခင်ဖြစ်သူဒေါ်ရွှေရထံသို့လိတ်စာတက်ကအောက်ပါတန်ကျိုးစာကိုရိုက်လေတော့သည် cancer yesterday tally everything okay တန်ကျိုးစာ၏အိဗယ်မှာယမန်နေ့ကတန်ကျိုးစာမှာမှန်ကန်ခြင်းမရှိပါလှမောင်ကြမ်းကြမ်းမှမရှိပါသည်ဟူ၍ဖြစ်ပါသည်တို့တန်ကျိုးစာသည်လှမောင်ဤမိခင်ကြီးထံသို့ဆက်ဆက်မြတ်မြတ်ရောက်သွားလေတော့သည်တန်ကျိုးစာပို့သောစာပို့သမားမှာ ညာကြီးတို့နဲ့တောက်ဖို့တောက်ဖက်ဖြစ်သောဖွစမင်းစိန်ဝင်းမဟုတ်ပေဖွစမင်းစိန်ဝင်းမှာညာကြီးထွက်သွားသည့်ချိန်မှစ၍အကြီးအကျယ်ဒုက္ခရောက်လေတော်သည်မန်နီအော်ဒါအတွက်ပေးရန်ငွေများပြဆုံးခဲ့ရသဖြင့်စာရိုက်သူလည်းမပြန်ဝင်ပဲအိမ်သို့ပြန်ခဲ့ရ၏အိမ်သို့ပြန်ရောက်လင်း၎င်း၏မိမသည်မြည်သည့်အတွက်ကြောင့်အိမ်သို့စောကြီးပြန်ခဲ့ကြောင်းကိုမေးလင်းစိန်ဝင်းလည်းမန်နီအော်ဒါပေးရန်ငွေ69ကျပ်ကြပြောက်၍ရုံးစုံမပြန်ဝင်ပဲအိမ်သို့သာတန်းပြန်လာခဲ့ရကြောင်းပြောလင်းစိန်ဝင်းမိမလည်းငိုလီတော်သည်ထို့နောက် 3-5ရက်အတွင်းထုံငွေကိုစိုက်မထည့်နိုင်ပါကအလုတ်ပြုတ်ရုံမျှမက အချုပ်တွင်းသို့ဝင်ရမည်အရေးကိုပါတွေးမိသဖြင့်စားရိုက်ပူထံသို့ဝမ်းကင်နေသဖြင့်အလုတ်မစင်းနိုင်ကြောင်းခွင့်စားတစားကိုဖွင့်ရွက်ရေးသားပြီးလင်ငွေကိုအပူတစ်ပြင်းရှာဖွေရလေတော့သည်ဆယ်ဝင်းဤမိမလည်း၎င်း၏ဆွေမျိုးများရှိရာဒလဘက်သို့သွားပြီးလင်ငွေချေးလေ၏တို့ရရင်ဆွေမျိုးတစ်ခုလုံးလက်လည်၍ငွေချေးခဲ့ပါမှငွေလေး15ကျပ်သာရရှိခဲ့သဖြင့်ညည့်ရီဆက်လက်ဖြင့်ပြန်ခဲ့ရလေသည်ဆယ်ဝင်းလည်း မန်နီအော်ရာငွေများအချိန်မီမဆိုင်နိုင်ပါကအလုတ်ပြုတ်၍ထောင်းကျသွားသည်ကကိစ္စမရှိမိမိအာမီကိုနေကြသည့်မိမသားသမီး၃ယောက်တို့အတိဒုက္ခရောက်မိအရေးကိုတွေး၍ငိုလေတော့သည်၃ရက်လုံးလုံးမစားနိုင်မတော့နိုင်နှင့်ငို၍သာနေခဲ့ရာအရာတဲတွင်ဘုံဘုံလဲသောအခြေအနေသို့ရောက်ခဲ့ရသည်အယံမှုလို့ဖြစ်တာပဲအယက်ဟာတဲပြီးဒုက္ခပေးပါလားအခုနေအဲ့ဒီငွေစိုက်ပြီးဆက်မဲ့လူများရှိရင်ငါလေတက်တလုံးအယက်မတောက်တော့ပါဘူးလို့ဖခင်မှလှူလိုက်မယ်မိနှင်းရဲ့ဟု ၎င်း၏မိမအားအိယာထက်မှငိုယူ၍ပြောလေသည်။၎င်း၏မိမဖြစ်သူမင်းနှင့်လည်းမိမိလင်ယောက်ျားဖြစ်ပုံကိုကြည့်ရှု၍လွန်စွာမှယူကျုံမရဖြစ်လေသည်။ရှင်ပြောသလိုသာဆိုတယောက်ယောက်ကအဲ့ဒီငွေစိုက်ပြီးဆက်ပေးမယ်ဆိုကျမအနေနဲ့အဲ့ဒီလူအိမ်မှာသုံးနှစ်တောင်ကျုံခံမှမယ်ရှင်ဟုပြောလေ။ထိုချိန်တိုင်းအိမ်ပေါ်သို့တစုံတယောက်ကတက်လာပြီးလင်တကယ်လားဟု မေးလိုက်သဖြင့်မိနေလည်းလန့်ဖြက်ကချက်သိမ်းများထသွား၏။စိန်ဝင်လည်းအိယာထက်တွင်ပက်လက်ဖြစ်နေရမှ ထိုသူဟာခေါင်းထောင်ရင်ကြည့်လေသည်။ဟော ။ဦးလေးမြိုင်မလာဟုစိန်ဝင်းကနှုတ်ဆက်လိုက်။စိန်ဝင်း၏မိန်းမမိနှင်းကမူဦးလေးမြိုင်ကိုမသိတဲ့ဖြင့်ခတ်ကြောင်ကြောင်မျက်နှာထားဖြင့်ကြည့်ရနေလေသည်။မိနှင်းအဲ့ဒါနေပြီးတော့ပင်မင်းဆိုင်ကဦးလေးကြီးဘောဟာဟုစိန်ဝင်းကမိနှင်းအားပြောပြလိုက်သည်။မင်းနဲ့ဖြာစုပ်ကလေးတစ်ချက်ကိုယူ၍ဦးလင်းမြိုင်အားခင်းပေးလိမ့်။ဦးမြိုင်လည်းမင်းနင်းခင်းပေးသောဖြာစုပ်ပေါ်၌ထိုင်က"ဟေးမောင်စင်းဝင်း။စောစောကငါကြားလိုက်ပါတယ်ကွာ။ငွေကိုစိုက်ပြီးစက်မဲ့သူများရှင်။အရက်ကိုလှူပစ်လိုက်မယ်လို့ ပြီးတော့ဒီတကယ်မကလည်းသုံးနေတောင်ကြုံခံအောင်မယ်ဆိုပါလားဟုမေးလိုက်လေဇေဝင်းကလည်းအရာထက်မှအယူထားရင်ဥမြိုင်ရှင်၌ကြုံကြုံကလေးထား၍ဟုတ်ပါရဲ့ဥလင်းမြန်ဟုပြော၏၎င်းမိမမင်းင်းကလည်းဟုတ်ပါရဲ့ရှင်အဲသုံးနှစ်မဟုတ်ပါဘူး၅နှစ်ဆိုလဲကြုံခံမမယ်ဟုဆို၏အေးတကယ်မအနေနဲ့တော့၅နှစ်လဲကြုံခံမလို့ဘူး၅ရက်လည်းမလို့ဘူးမောင်စင်းဝင်မင်းတကယ်ရက်ဖြတ်မယ်ဆိုရင်ငါကမင်းငွေစိုက်ဆက်မယ်ဗျာတကယ်လားဟင်ရှင်တကယ်ပဲလား ဟုလင်းများမြောက်ကအာရဝန်းသာမေးကြလေသည်အတကယ်ပြောတာပေါ့ကွာငါကနောက်ရအောင်မလားဆက်ရမယ်ငွေကဘလောက်လဲပြောစမ်းမအောင်ဟုဥမြိုင်ကမေးလိုက်လေသည်ဆယ်ဝင်းကအိယာဘေးတွင်ချထားသော money order စာရွက်ထက်ကိုဥမြန်ရှိသူယူပြရင်ဒါရီဒါရီဒါရီဥလေးဟုပြောလေဟုတ်ပါပြီဒါရီကဘလောက်ရှိတယ်လဲပြောစမ်းမအောင်ဟုဥမြန်ကပြန်မေး90နဲ့90ချက်တောင်ရှိပါတယ်ဥလေးမြန်မင်းအရက်ဖြတ်မယ်ဆိုရင်ငါကပေးမကွာဒီကိစ္စအတွက်တော့ငါတာဝန်ထားလိုက်ဘလို့ပဲဖြစ်ဖြစ် ငွေ69ကျပ်ရဖို့ငါတာဝန်ယူတယ်ဟုဥမြိုင်ကပြောပြောဆိုဆိုအဲ့ဒီတွင်မှငွေဆက်ကူများကိုထုတ်လန့်ရင်းစိတ်ဝင်လဲဝမ်းသာလွန်၍ဖြန့်မဲဖြန့်မဲတသက်မဟုတ်ဘူးဆယ်သက်ဖြန့်မဲဟုအာရဝမ်းသာအော်ဟဲလာလီယာ၎င်းနိုင်ဆွဲကပ်လျက်ရှိသောအဖျားယောဂါများပင်ပြောက်သွားပြီးအာရင်များပြည့်ဖြိုး၍လာလေတော့သည်ခံမဲခံမဲကျမလည်းခံမဲဥရိယသာပြောတဲ့စကားတိပါစေဟုမိနှင်းကပါအာရဝမ်းသာဝင်ပြော၏အနေနဲ့ဘာမှမဆိုင်ဘူးနင်းကဘာမှကြားတဲ့ကဝင်ပြီးတွန်ခံဖို့မလိုဘူး ။မောင်စိန်ဝင်းအရက်ဖြတ်တယ်ဆိုရင်ငါကပေးမှာပဲဟုဥမြိုင်ကပြုံးဆဆာမျက်နှာထားပြင်ပြောလေသည်။ဖြတ်ပါရဲဥလီပေးတာပေးပါဟုစိန်ဝင်းကလက်ဖြန့်လိုက်လေ။ဒီလိုတော့ဘယ်ရမလဲကွာ။အရက်သမစကားကိုငါကဘယ်လိုလုပ်ပြီးယုံရမှာလဲ။ဖះရှင်တစ္ဆာဆိုပြီးဖြန့်ရင်ငါပေးမယ်။ဟုဥမြိုင်ကအကြက်ကိုင်းတဲ့ပြင်မောင်စိန်ဝင်းလည်းဖះစင်လိုက်ဖျောင်းနိုင်သုံးနိုင်ကိုထွန်းညိပြီးလင်ဖះညောင်ရီကိုအတွင်းမှရေကိုပကံလုံးအတွင်းသို့အနှဲငယ်ငှဲ့၍ထည့်ပြီးနောက်ဖះရှိကိုလေသည်။ဖះရှိကိုပြီးလင်အောက်ပါအတိုင်းပြောက ပကံအတွင်းမှာညောင်ရီဦးရီကို၎င်းအနေနဲ့ထိုရီကိုသစ္စာရီဟုယုံကြည်ပြီးတော့တောက်ရန်ကင်ထားလေသည်ဖေဟာတပီတော့ဤတသက်တွင်အရက်မတောက်တော့ပါဘူးဖေဟာတောက်မိပါကသွေးပွက်ပွက်အံ၍တေးရပါစေသာတေးပြီးနောက်လည်းရဲကြီး၆ထက်သို့ကြပါစေဟိတ်ကောင်အငရဲ့ကြီးရှစ်ထပ်ပါကွာဟုဥမြန်ကပြင်ပေးလေ။"အိုဗျာ၊တေပြီနောက်လဲရှိသည်များငရဲ့အားလုံးကြပါစီဗျာ"ဟုဆင်ဝင်းကပြင်၍ဆိုပြီးလင်းတစ္ဆာရီကိုမော့ချလိုက်လေသည်။ ခုမြိုင်လဲသားတို့သုံးချိန်ခေါ်ဆိုကငွေ69ကျပ်ကိုမောင်စင်ဝင်းနဲ့အတွင်းတို့ထက်ပေးလိုက်စေဝင်းဤမိမမိနင်းလဲဝမ်းသာလုံးရမျက်ရင်များကြလာလေသည်ရှင်ထောင်မကြတော့ဘူးဟုတုံရင်သောအတံမြင်ပြောရှာလေမှတ်ချက်ဝေ90ကျော်တရားနိဗ္ဗာန်ပျောက်ဆုံးသောအခါ၌မောင်စိန်ဝင်းတို့လင်မယာမိများအတိဒုက္ခတွေ့ကြရသည်စိတ်ဆင်းရဲရသည်ကိုဥမြိုင်ကထိုငွေကိုစိုက်၍ဆက်သည့်အခါ၌လည်းမိများဒီဝန်းသာကြရသည်ကိုစဉ်းစားနိုင်ရန်အတွက်ထိုခေတ်က ကုန်ပစ္စည်းတချို့ဤတန်ဖိုးကိုဖော်ပြပါမည်။လက်ဖက်ရည်တစ်ခွဲ၃ပြ၊ခောက်ဆွဲကြော်တစ်ဝဲ၊တမှုအကောင်းစားဗိုလ်မယုံစွန့်ကျဲတဲ့တက်မတ်၊စီတပုံး၃ချက်၊မြိတ်ထုံးဖြစ်စီ၊ကရုံးဖြစ်စီ၊တိုက်တဆိတ်ဖြစ်စီ၊မြည်သည့်ရွှေတင်းကားမစိုးတပြားလင်၁၃ချက်။မောင်စင်ဝင်းဤလာကဒီဝင်းလင်၇ချက်ခွဲတာရပါသည်။ကျေးဇူးတင်လိုက်တာဦးလေးမြရဲ့အရက်ဖြတ်ရတာကိစ္စမရှိပါဘူးအလုံးမပြုတ်ထောင်မကြပဲနဲ့ဒီတာဒီမရနဲ့အတူနေရတာကိုပဲကျေးဇူးတင်လာပါတယ်ဟုဇင်ဝင်းက ဥမြန်အားကတော့လေသည်မိနင်းကလည်းကတော့ဤအေးငါကိုကတော့ပြီးရင်ငမြကိုလည်းကတော့ရအောင်မဲဟုဆိုကညာကြီးဤစာကိုထုတ်ပေးလာလေသည်စိန်ဝင်းဒီစာကိုဖတ်ရင်တပြေးပြေးဒေါသထွက်လာခဲ့လျာစာဆုံးဒီခါ၌ငမြငမြတင်းလက်ချက်ကိုသိမဲဟုချိန်ဝါလိုက်လေဤမိနင်းကလည်းစာကိုယူ၍ဖတ်ကြည့်လေသည်မင်းစိတ်မဆိုးပါနဲ့ငမြကမင်းငွေကိုယူတာလည်းမဟုတ်ဘူးနောက်တာပဲကွာသူယူရင်လည်းရတာပေါ့မိမမသိပဲဥစ္စာဟုဥမြိုင်ကဖြောင်းဖြားလေသည်ဟိုပါပဲဖြစ်ဖြစ် သုံးလေးရက်လောက်စိတ်ညစ်နေရတာပဲဒါမဲ့ရှင်အရက်ပြတ်တယ်ဆိုတော့တသက်လုံးစိတ်ချမ်းသာရမှာကျုပ်တော်ငမြဘောတော်ကျေးဇူးတင်သေးတော်တယ်တော့ဟုမိနှင်းကဆိုလေငမြကသုံးလေးရက်လောက်ကြီးစားထားတဲ့ငွေကိုဦးလေးမြိုင်ကအရက်ဖြတ်မှပြန်ပေးတယ်ဆိုတော့တစိတ်လွန်တာဗောဟုစိန်ဝင်းကမကျေမနက်ဖြစ်ခါပြောလေသည်အော်မေမကျေနပ်ဘူးလားအမကျေနပ်ပြန်တော့ဗောကွာဟုဦးမြိုင်ကမခုမခန့်ပြောလိုက်အတော့လို့ရတော့မလားဦးလေးမြိုင်ရဲ့သွေးအံမီသေးတဲ့ပြင်ငရဲကြီး၆ထက်ရအောင်မှာဆိုတော့ကျွန်တော်ဖြစ် ငရဲကြီးရှစ်ထပ်ပါကွနတ်ပြည်ကမှာ6ထပ်ဟုမှုမြန်ကပြင်ပေးလေသည်အင်းငရဲနဲ့နတ်ပြည်မှားသွားလို့ပါအေးအရက်ကိုဆက်ပြီးတောင်းနေအသေးတဲ့ခါမှာတကယ်မှားတော့မယ်ငရဲပြည်ကိုနတ်ပြည်မှတ်ပြီးသွားရလိမ့်မယ်မောင်စင်ဝင်အင်းလေးပြက်လက်စားနဲ့ပြက်လိုက်ရတော့တာပေါ့ဦးလေးမြန်ရဲ့ဟုမောင်စင်ဝင်ကစိတ်မချမ်းသာတော့လေတန်းပြင်ပြောလိုက်ဦးမြန်ကလည်းလူတစ်ဖက်သားကိုစိတ်ညစ်အောင်လုပ်လိုက်ရတဲ့ဖြင့်အခြေနဲ့ကြီးခြေနဲ့ခါပြန်သွားလေတော့သည်မှတ်ချက်အမှန်စင်စစ်အပြင်မြကြီးသည် စာဘူသမားစိန်ဝင်းထံမှငွေကိုနှာယူ၍နောက်ပြောင်းခဲ့ခြင်းမှာနောက်ပြောင်းလို့ရမဟုတ်ပေစိန်ဝင်းအလုံမစင်းနိုင်ရန်လောက်ခဲ့ခြင်းသာဖြစ်ပေသည်ထို့သောစိန်ဝင်းအလုံမစင်းနိုင်မီရဲ့အတွင်းမှာပင်ဒေါ်ရွှေရဤတာကြီးမောင်လှမောင်ကြီးမတိကြောင်တန်ကျိုးစာကိုပြင်၍ရရန်ဖြစ်ပေသည်စိန်ဝင်းလည်းမန်နီအော်ဒါဆောင်ရွက်များနှင့်အတူငွေ69ချက်ကိုအိမ်အတွင်းသို့ထည့်ကအိမ်အတွင်းမှထွက်လာခဲ့ပြီးငွေလက်ခံရမည့်အိမ်များသို့ငွေများလျှောက်ပို့ခဲ့လေသည် ငွေလက်ခံသောအိမ်များကလည်းမောင်စင်ဝင်းအားတကြံငါးမှုစသဖြင့်ပေါစုဖြစ်ပြန်ပေးလိုက်ကြရာငွေလေးချက်တိတိရရှိခံလေတော့သည်ပုံစံရှိသူရောက်သောအခါတွင်စင်ဝင်း၏ဝမ်းကောင်းတွင်မှလေးတက်လာသဖြင့်အိတ်ဟုပါဇက်မှာအတန်ထွက်သွား၏ဖိုစမင်းဆန်ရှိမှာတေးအေးနဲ့လေးတက်မနေနဲ့အနေခန့်ရင်တစ်ခွက်တစ်ဖလားလာဝင်ပြီးမော့လိုက်ပါလားဟု၎င်းနောက်မှတစုံတယောက်ကပြောလိုက်တဲ့အကိုကြားရသဖြင့်လှည့်ကြည့်လိုက်ရရရသမာအတန်းမောင်ဖြစ်ကြောင်းတွေ့ရလေသည်စင်ဝင်းကခေါင်းကိုအသာခံရမ်း၍ပြလိုက်ရ၏ ။ဘာလဲပတ်စံမရှိလို့လား။ခွင့်စာလည်းမတင်မဲ့ပုံဆိုင်ကိုပြက်ကွက်နေတာလေးရရှိပြီ။ပတ်စံမရှိရင်ကြုတ်တိုက်မယ်လား။ဟုရဲ့သမားတမ်းမောင်ကပြောလေ။မတောက်ဘူးမတောက်ဘူးတွေးအန်လိုက်မယ်။တွေးအန်တာကကိစ္စမရှိဘူး။၆ထက်၆ထက်အဲအဲလေရှစ်ထက်ကိုသွားရလိမ့်မယ်ဟုစိန်ဝင်းကပြပြတလဲပြောလိုက်။ဘာ၆ထက်လဲ။၆ထက်ကြီးဖျားသွားဖို့လား။လာစက်မှာတောက်ပြီးမှသွားစက်မှာဟုတမ်းမောင်ကပြောပြန်ရင်မဟုတ်ဘူး။တစ္ဆာကြီးတောက်ထားတယ်။ ဟင်ဘာဖြစ်လို့တင့်စာရေးတောက်ရတာလဲတင့်စာရေးကအရက်လို့တောက်လို့ကောင်းလို့လားမကောင်းဘူးတဟူကရေဆိုတော့နန်းနေမထူပါဘူးရက်လည်းနန်းတာပဲ။အိုးဘာတွေရှောင်းမေးနေတာလဲ။ကျုပ်ရက်ဖြတ်လိုက်ပြီ။ဟုတ်နောက်ဆုံးနိုင်လေတစ်ချက်တက်ပြီးလင်စိန်ဝင်လဲရှိသူရှောက်သွားလေတော့ဒီ။ကြောက်ရွေတွင်လန်းသူရောက်ရင်အိမ်ရှိသူထွက်ရွေတစ်ပြက်စီလဲနေတော့လှမောင်မိခင်တော်ရွှေရာကြီးကိုတွေ့တဲ့ဖြင့်စိန်ဝင်ကအမေကြီးတန်ကြိုးစာရတယ်နော်ဟုမေးလိုက်။ ဇင်ဝင်းမေဒီမှာလှမောင်တည်ဆုံးကြောင်းတန်ကျိုးစာဖြစ်ပေသည့်တို့ရရင်တော်ရှူရကပြင်မနာမှာမြကြီးကလှမောင်နေဖြင့်ရလိုက်တော့တန်ကျိုးစာကိုရရှိထားသည်ဖြစ်လျာအေးကွယ်ရပါတယ်ဟုပြန်၍ဖြေလိုက်ဘလို့ဖြစ်တာလဲဟုဇင်ဝင်းကမေးပြန်၏မင်းအသိတဲ့အတိုင်းမှာပဲကွယ်ဟုတော်ရှူရကပြန်၍ဖြေအေးသနာစရာပါပဲအေးကွယ်မေကိုတိတ်ချစ်တာကိုကွယ်ငါသားကလူလိမ္မာလေးပါကွယ်နေတာကလည်းမိမရှာလေးကြာနေတာပဲဟုတ်ကဲ့ဟုတ်ကဲ့ ။အမေကလည်းတိတ်အေးနေဗာယောကလည်းငမရယောမဟုတ်ပါဘူး။နေမကောင်းလို့ပါ။ငမရယောကရနေပြီလား။ဟုတ်တော်ရွှေရကမေးလန့်ရင်းစေဝင်းမှာလဲညာကြီးနောက်ပြောင်ခဲ့ခြင်းမှာအစာပြူ၍အရက်ကိုဖြတ်လိုက်ရသဖြင့်လေတက်နေခြင်းဖြစ်လျာဟုတ်ကဲ့ဟုပြန်၍ဖြေလေသည်တော်ရွှေရကြီးမှာလဲမိမိရရရဆွမ်းသဖြင့်မိမိသားကလေးမှာမိတို့မြမဖြစ်တော့လဲငမရခေါ်မြာကြီးတောက်မူကရရရခိုက်တော့ကြောင့်ယောဂါရနေပြီဟုနားလဲကခြေနဲ့၍သွားလေတော့တည်း မန္တလေးသို့ရောက်သောအခါအမကြီးသည်တွဲကောင်းအားနှုတ်ဆက်၍ထွက်ခဲ့လေသည်အိတ်တွင်းမှတန်ကျိုးစာကိုထုတ်၍ကြည့်လိုက်ပြန်၏ဒေါ်ရွှေရထံသို့လှမောင်းတည်ဆုံးကြောင်းတန်ကျိုးရလိုက်သူမှခမောင်းတင့်ဆိုသူဖြစ်လေသည်တန်ကျိုးစာ၌ခင်မောင်းတင့်ပြည်ကြီးပြောပွဲရက်မန္တလေးဟူ၍ဖော်ပြထားသည်မြကြီးသည်ပြည်ကြီးပြောပွဲရက်သို့ရထားလုံးတစ်စီးငှား၍သွားလေသည်ရထားလုံးသမားကကြွေပက်၍မောင်းနေကြမြကြီးကယိမ့်မိသည်ဖြင့်ရထားလုံးဆရာကြီး ွေပတ်ပြီးမှမင်းနဲ့ငါမှုပဲပေးမှဝေးရင်လည်းငါမှုပဲနေရင်လည်းငါမှုပဲဟုပြောလိုက်ရရထလုံးဆရာကြီးလည်းမြကြီးကိုစိတ်ဆိုးသွားကမင်းကိုမဲ၍ရလီတော့သည်များမကြမီနိုင်ပင်ပြည်ကြီးပြောွယ်ရက်သူရရှိသွားသည်ဖြင့်ခပောင်တင့်ဆိုသူ၏အိမ်ကိုစုံစမ်းရပြန်သည်မန္တလေးထုံးစံတိုင်းမြကိုသွားတောင်ဘက်ကိုသွားနေညွန်ပြနေတော့ကြောင့်မြကြီးစိန်နိုင်ခီးသွားအိမ်မောင်တစ်ခုလာပါခဲ့ရန်ကောင်းသားဟုအောက်မေမိလေတော့သည်အတော်တန်စုံစမ်းပြီးနောက်ခမောင်တင့်ဆိုသူ၏အိမ်သို့ရောက်ရှိနေတော့သည် လူငယ်၃လေးဦးအိမ်ရှိတွင်ထိုင်၍စကားပြောနေကြသည်ကိုတွေ့ရသည်ဖြင့်မြကြီးကထိုလူငယ်များထံသို့သွားရောက်ကကျွန်တော်ရန်ကုန်ကပါကိုခမောင်တင်းရိုက်လိုက်တဲ့တန်ကျိုးစာရခဲ့လို့လာခဲ့တာပါပဲဟုယူသေးသောအမူအရာဖြင့်ပြောလိုက်လေ၏အမိတ်ဆွေခဏဆောင်မှာကိုခမောင်တင်းဖျားဝဲပြုဖို့သွားပါတယ်မကြခင်ပြန်လာပါလိမ့်မယ်ဟုဆိုသည်ဖြင့်မြကြီးလည်းထိုသူတို့နှင့်အတူကုပစ်ပေါ်၌ရောနှောထိုင်နေလိုက်တော့သည်မြကြီးထံမိများမကြမီ၌ ကုပ္ပပေါ်မှာလူငယ်များသည်တူးချင်းထ၍သွားလျာနောက်ဆုံး၌မြာကြီးတယောက်ထဲသာကုပ္ပပေါ်၌ကျန်ရခဲ့လေတော့သည်ဒိုးတို့တယောက်ထဲကျန်သည့်အခါမှာအင်ဂျီကိုလုံကြီးပြင်ပတ်သို့ထုတ်ယူဝစ်ထားပြီးလက်လေးသေးကမုတ်စိမ်မွေပုပ်စုကလေးကိုဖျားကော်ထားသည့်မော်လဝီကဘလီစီယာဒူဤဟန်ပန်မူယာနှင့်လူတယောက်ရောက်ရှိလာလေသည်ဘိုင်ကြီးရဲ့အင်ရှင်နေတော့တယောက်မှမရှိဘူးပြောကျုပ်ကလည်းဧည့်သည်ပဲဟုမြာကြီးကတစုံတရာမမေ့မီစီးပြောလိုက် ထိုသူကမြကြီးအားမျက်လုံးပြူရကြည့်ပြီးလင်အင်းရှင်ကိုဧည့်သည်ကဧကန်ဆိုရာလိုဖြစ်နေပြီကျုပ်ကဒီအင်းရှင်မှာမိတ်ဆွေကဘသူပါလဲဟုမြန်မာတန်ပီပီတာတာကြီးဖြင့်ပြောလိုက်လေသည်ကိုခမောင်တင့်နဲ့တွေ့ကျင်လိုပါဟုမြကြီးကပြောလိုက်ရာထိုသူကရောက်မှအခါထိုးရှာဆိုသလိုဖြစ်နေပြီကိုခမောင်တင့်ဆိုရာကျုပ်ပဲလေဗျာဟုဖြေလိအိုးအိုးကျုပ်ကလမောင်ရဲ့အကိုပါဗျတန်ကျိုးစာရရချင်းထွက်လာခဲ့တာပါပဲဟုမြကြီးကပြောလိအော်ကျုပ်က ငံ့မသိတော့ဇေယျကျိုးထင်ချက်မသိတော့တမတ်တခိုးထင်ဆိုတာလိုဖြစ်နေပြီတန်ကျိုးစာကကြုတ်ရိုက်လိုက်တာပဲမောင်လာမောင်တယောက်တော့တာစီဝသဘောကနေနာစီဝသဘောကိုရွေလျှော့သွားရှာပြီးပေါ့ဗျာဟုကိုခမောင်တင်ကပြောပြန်လေအဲ့ဒါကိစ္စတွေလာတာပဲကျုံမှာတော့ငွေလည်းမပါခဲ့ဘူးအစစရရကိုခမောင်တင်ကိုပဲအားကိုရတော့မှာပဲပြီးတော့ဆိုင်ထားသမျှငွေကိုမှတ်ထားပါဗျပြန်ပြီးဆက်ပါမယ်ဟုမြကြီးကမျက်နှာငငယ်နဲ့ပြောရင်းကိုခမောင်တင်က ပုံမဲ့ပို့ကတို့ရအောင်ပို့ဆိုတဲ့စကားလိုပေါ့ဗျာမောင်းလာမောင်းတွေကျုပ်ကဒါလာကူညီပြီးမှတော့ဘာမှမကူညီနိုင်စရာမရှိပါဘူးမိတ်ဆွေရဟုဆိုလေဒါနဲ့မောင်းလာမောင်းကဘာရောကံနဲ့စုံလာလဲဗျာဟုအမကြီးကမေးလိုက်နေရအသူများရွာမှာကြက်မှာကို့ရွာမှာကြက်ဖာလို့ဆိုထားတယ်မဟုတ်လားဗျာခမညီကတော့ဒီလိုမဟုတ်ပေဘူးသူများရွာလာပြီးကြက်ဖာလို့တော့ဟုဆိုကစကားကိုဖြတ်လိုက်ပြီးလင်းစိတ်မကောင်းသောမျက်နှာဖြင့်ကြည့်နေလေ ချက်ဖလို့တော့ဘာဖြစ်တလဲဗျစူစမ်းမအောင်ရန်ကုန်ရန်ကျင်းမတုံနှင်းနဲ့လို့ဆိုတာပါရကနဲ့ရန်ကုန်ရန်ကျင်းတုံနှင်းတာကိုဗျအင်းပြောပါအောင်ကိုခပောင်တင်းရဲ့ချစ်စာကိုရှင်းစီမုံစာကိုတူစီမဟုတ်လားမိတ်ဆွေရမောင်လာမောင်ကတော့မုံစာကိုရှင်းအောင်လုပ်ခဲ့တာကိုဗျအင်းစူစမ်းမအောင်ကိုခပောင်တင်းရဲ့တယောက်နဲ့အများဆိုတော့အမတန်မန်ကိုရှော့ရမယ်စားအေးပြောပါအောင်ဗျတယောက်ကောင်းတော့တတောင်းဘူးကြီးညံ့ညက်ကြီးတဲ့ဒါပေမဲ့ မောင်နှမောင်ကတော့ဒီလိုမဟုတ်ခဲ့ဘူးမောင်လာမောင်တယောက် CB line ကပြန်มาလူလေးယောက်ကနောက်ကလိုက်သွားတယ်အင်းစိုးပေါင်းကိုကမောင်တင်မရဲတော့လဲပြေးခဲ့စီတဲ့လမောင်ကပြေးသလားဗျမပြေးတော့ကံရရှိလို့ဆိုထားတယ်မဟုတ်လားအပြေးတယ်လားမပြေးတယ်လားခက်ချင်းချင်းပြောစမ်းမကိုခမောင်တင်စင်မစင်ကြိုကြက်မကြက်ကျူးတင့်တန်းစွာဌာနဌာနေကောတန်လာကိုထောက်ချင်မိကြည့်လိုက်တော့ခင်ဗျာညီမောင်လာမောင်ကကြောက်ပြီးထွက်ပြေးတဲ့လက္ခဏာကိုတွေ့ရတယ်သူ့ခြေထောက်မှာလဲ ဖက်နဲ့မပါဘူးစူပါအောင်ဗျကိုခမောင်းတဲ့သူတကာရိုးတဲ့ချေပစုံစိတ်ကောင်းမှဆုဆိုသလိုမောင်းလာမောင်းကဘသူနဲ့ပဲဖြစ်ဖြစ်နောက်ဆုံးမှာတုတ်ကောင်းမော်တာဝင်ကြလာမှဆိုတာနဲ့ဟဲ့ပြောပါအောင်ဗျကိုခမောင်းတဲ့လိုလင်ရစေကျိုးနယ်ခွေလို့ဆိုထားတဲ့အတိုင်းကျုပ်ကရန်ပြည့်လည်းမရှိပေမဲ့လိုရမရဆောင်းပြီးထားတဲ့ဇာဝီကျုပ်ကိုဂိုင်းပြီးတဲ့သွားတဲ့အခါမှာအင်းပြောပါအောင်ဗျအလာကောင်းမင်းမအခါနောက်လေပြီဆိုသလိုပါပဲကျုပ်လည်းရောက်ရော့ မောင်လာမောင်ကဓာတန်းလန်းနဲ့လမ်းပေါ်မှာလဲပြီးတီးနေရှာတာတွေ့ရပါတယ်မိတ်ဆွေရအင်းပြောပါအောင်ဗျကိုခမောင်တင်လူမာမျိုးကြက်မာရို့လို့ဆိုထားတဲ့စကားအတိုင်းမောင်လာမောင်အမေစီကိုတန်ကျိုရလာရတာပါပဲအင်းပြောပါအောင်ကိုခမောင်တင်လူဆိုတာကတေးတကန်ရှင်တကန်မဟုတ်လားမိတ်ဆွေရဆိုပါအောင်ကိုခမောင်တင်ရပြောက်တော့သူရှာရင်တွေ့တေးတော့သူကြာရင်မိတ်ဆိုပေမဲ့မမေ့နိုင်ကြခင်မောင်လာမောင်ကိုကောင်းကောင်းတကျိုးချင်းနဲ့ဆန်းတာလည်းရှိပါတယ်ဒါနဲ့နေပါအောင်ကိုခမောင်တင် မောင်လမောင်ကိုတတ်တဲ့သူကိုမိပလားကာယောဘုံတဲ့အဆာဆိုသလိုမန္တလေးရွှေမြို့တော်ကြီးမှာလူတွေကဒီလောက်များနေတော့မောင်လမောင်ကိုတတ်တဲ့သူကဘယ်သူပဲပါဖြစ်တယ်ဆိုတာဂဂနာနာရှာဖို့ကအခက်သားလားဗျာအတီလိုဆိုမိပါအောင်မလားဗျာငါဆိုရဘုံမို့သူချုံလူဘုံတော့မှမနေတာဆိုတဲ့စကားလည်းအရှိသားပဲမိတ်ဆွေဒါတော့ဒါပေါ့ဗျာကျုပ်ကမြင်မြန်မိစေချင်တာအာလက်ဖက်ကောင်းစားခြင်းရင်ပလောင်တောင်တဲ့နှိမ့်ရမတဲ့အခုနေဖမ်းရင်တရခန့်စိတ်ကိုမမိဘဲနေမှာပေါ့ဗျာကိုကမောင်တင့် ဇကဘုံကြီးတော်တော်ဖတ်ထားတယ်ထင်တယ်။ရှေးထုံးလည်းမပဲနဲ့ဈေးထုံးလည်းမကျွယ်နဲ့။ဇကဘုံဆိုတာကရှေးထုံးမဟုတ်လားဗျ။ကျုပ်တသက်မှာစကားပုံကိုခမရတော့အတုပြုပြီးစကားပြောတဲ့လူမရင်ပူးသေးဘူးထိုခါ၌ကိုခမောင်တင်းကသူ့ဤမုတ်စိတ်ကလေးကိုလက်ဖြင့်တန်းရင်ဘာဟုတိတ်စင်စာတိတ်ပင်စာဝီနီရောစာသူ့တက်ခီတော်သူ့ဘာတိတာစာရာဝါစာအီတန်မင်္ဂလာမုတ်တမန်များသောအကြအမြင်ရှိခြင်းဘုသူတာနဲ့ပြည့်စုံခြင်းနှောက်မှုတက်ကြွခြင်းကမိဂလာလို့ဆိုထားတယ်မဟုတ်လားမိတ်ဆွေ ဟုတ်ပါရဲ့ညာဟုညာကြီးကအာရပါရရီမောလိုက်လေတော့တည်းထို့နောက်ညာကြီးဆန္ဒရကုခမောင်တင်ကရုပ်ပြက်ဆင်းပြက်ဖြစ်နေသောမောင်လောက်မာကြီးအလောင်းကိုစေယုံရင်ခွဲယုံမှထုတ်ယူကမန္တလေးမြို့ဆင်ပြူကန်တောက်တန်၌အောက်ကူတွင်း၍တကြိုလေတော့သည်ထိုနေ့ညနေတွင်ညာကြီးကကုခမောင်တင်အနီးသို့ကပ်ကကျုပ်သွားမယ်ကိုခမောင်တင့်ဟုနှုတ်ဆက်လာရာကိုခမောင်တင့်ကငွေ900ထုတ်ရင်ညာကြီးအား ခยีသွားရင်ရေဘူးနဲ့ခမပါရမယ်တခုမှမပါမယ်သွားလို့တော့ဖြစ်မယ်မထင်ဘူးဒီငွေလေးတော့ယူသွားပါအောင်ဟုဆိုက ပေးနေသည်ဟာဒါတော့ကုညီတာကိုပဲကျေးဇူးတင်လာပါပြီကိုခမောင်းတဲ့ကျေးဇူးမတင်နဲ့ကိုမြကြီးမောင်လာမောင်နဲ့ကျုံနယ်ကဆက်တူဆက်ပဲအလုပ်လုပ်ခဲ့ရမှာမောင်လာမောင်ရဲ့ငွေကလေးနည်းနည်းပါပါကျုံမှာရှိတယ်ဒါကြောင့်ကျုံအကုန်ကြခံနိုင်တာပေါ့သူ့ရဲ့အတူပါကိစ္စမှာသူ့ငွေတွေအကုန်သုံးပြလိုက်ပြီဒီငွေ900ပဲကျန်ပါတယ် အနီးပါစီကိုခမောင်တင်ငွေငရမရလဲကျေးဇူးတင်လာပါပြီမောင်လာမောင်ရန်ငွေခမရမှာရှိတယ်ဆိုပေမဲ့ခမရမယိုးမသားလို့ရင်ဖြစ်သားပဲမဟုတ်လားမယိုးမသားလို့ရင်ဘသူမှမသိဘူးဒါပေမဲ့အလားတခင်ကတော့တည်တယ်ကျုပ်ကအလားတခင်မကြိုက်မဲ့အလောက်ကိုဘာမှမလုပ်ဝင်ဘူးကိုမြကြီးပြီးတော့ကျုပ်တို့ဘာသာမှာမရှိစင်းရဲတဲ့သူကိုကို့အိတ်ထဲကစိုက်ထုတ်ပြီးတော့ကုညီရတဲ့အစင်လားရှိတယ်စကတ်လို့ခေါ်တယ်စင်းရဲသားထောက်ပံ့ကြီးပေါ်ဗျာကိုမြကြီးလေးစားပါတယ်ဗျာကိုခမောင်တင် အဲ့ဒီငွေ900ကိုဒေါ်ရွှေရအမှတ်စလီကြောက်ရည်တွင်လန်းတောင်မွေစာရိုက်ရန်ကုန်လိပ်စာကိုပဲပို့ပေးပါပို့တဲ့အခါမှာမောင်လှမောင်ရဲ့နာမည်နဲ့ပို့ပေးပါအဲ့ဒီလိပ်စာကခင်ဗျားတို့မိခင်ကြီးရဲ့လိပ်စာပဲမဟုတ်လားဟုတ်ပါတယ်ဗျမောင်လှမောင်သေးတဲ့အကြောင်းမိခင်ကြီးကိုအတိမပေးချင်သေးဘူးကိုခမောင်တင်ခင်ဗျားကအဖြစ်မှန်ကိုဘလောက်ထိဖုံးထားခြင်းမဲမဲ့အလားတခင်ရဲ့ခွင့်ပြုတဲ့အချိန်ထိပဲဖုံးထားနိုင်မှာအလားတခင်ကအဖြစ်မှန်ကိုတနေ့နေ့မှသိစေမှာမှန်မဲ့ကိုများကြီးထို့နောက်များကြီးဒီကိုခမောင်တင်အားနှုတ်ဆက်၍ ခြေဦးတဲ့ရာထွက်ခွာလာခဲ့လေသည်။ညာကြီးသည်လောလောဆယ်နေရေးထိုင်ရေးစားရေးတာဝန်အတွက်ပထမဆုံးစဉ်းစားရလေ။ပြီးလင်းမောင်လောင်မောင်ကြီး၏မိခင်ကြီးဒေါ်ရွှေရထံသို့လာစဉ်ငွေမှန်မှန်ပို့နိုင်ရေးဖြစ်ပေသည်။ထို့နောက်တွင်ကလာမောင်အားဓာဖြင့်ထိုးတက်သွားသောတရားခံအားဖမ်းဆီးနိုင်ရေးဖြစ်သည်။ထို့ကြောင့်လာမောင်အသက်ခံရမှုအားအမှုဖွင့်ထားသည့်ငါမှတ်ကဲ့သို့ခြေဦးလှည့်လိုက်လေတော့ဒီကဲ့သို့ရောက်တော့ကက်စီအားလှမအမှုကိုင်းတော့ဥနဲ့ကြောဆိုသည့်ရာဇွေးအုံနှင့်တွေ့လိုကြောင်ပြောပြလေသည် မြကြီးအားကန့်စည်းကကန့်ရှင်မကြီးပင်ကြီးအောက်တွင်ထိုင်းဆောင်နေရန်ပြောသည်ဖြင့်မြကြီးလည်းမကြီးပင်အောက်သို့သွားရောက်ကခြေပြက်လက်ပြက်ထိုင်းချပြီးနေရာကျွေးအုပ်ဦးနဲ့ကျော်အားဆောင်ဆိုင်နေရလေသည်တောင်းမြကြလည်း၎င်းဤသို့တောင်းကြီးနှလုံးကိုတဘိုးဖြင့်ထမ်း၍လာသောရှမ်းတယောက်သည်ရှမ်းပေါင်းပြီးပေါ့ပါကြီးနှင့်ရှမ်းခမောက်ကြီးကိုဆောင်းလည်ရောက်လာပြီးတောင်းမြကိုချ၍ခြေပြက်လက်ပြက်ထိုင်းကဆေးတံအိုး၌ဆေးဖြည့်လျက်ဆေးတံကိုတောင်းရင်းမြကြီးအားမကြကနာငှဲ့ဆောင်၍ကြည်လေသည်ထို့သို့ကြည့်ရှုပြီးနောက်ပလိတ်ကိုတိုင်းခြင်းနှင့်ဟုပြော၏ ဘာဖြစ်လို့တိုင်ကျင်တာလဲဟုမြကြီးကပြန်၍မေးလိုက်လေသည်ကျုပ်မှာပါတဲ့ပတ်စံတွေကိုဖဲသမားတွေလိမ်ပြီးယူလိုက်တယ်သူတို့မှာကဖဲကလေး၃ချက်ထဲပါတယ်ကျုပ်ကိုပြပြီးမှမှောက်ထားလိုက်တာကျုပ်ကတေးသေးချာချာမြင်ရလို့တေချာပေါက်ဆိုပြီးထိုးတာပဲပတ်စံလေးချပြီးလောင်းလိုက်တော့ဖဲကိုလည်းလှန်လိုက်ရောကျုပ်ကိုပြတော့ကဖဲမဟုတ်တော့ဘူးဗျာဟုရှမ်းကြီးကပြောလင်းမြကြီးကပြုံးလိုက်ထိုးကရှမ်းကြီးကဘာပြုံးတာလဲဟုမေးပြန် အခင်ဗျဖဲသုံးချက်တမနဲ့တွေ့လာခဲ့ပြီပဲဘယ်တော့မှမလုံနေနဲ့မိတ်ဆွေကြီးပါရာကုန်းလိမ့်မယ်ဦးမြာကြီးကပြောလိုက်ရင်ရှမ်းကြီးကကုန်းနာရေးမကြည့်ဘူးလိန်နာမကြိုက်တာလိန်နဲ့အတွက်ဖဲသုံးချက်တမကိုဖမ်းဖို့တိုင်းကျင်တာပဲဟုရှမ်းကြီးကစေးတံမီကိုတထောင်ထောင်နဲ့ပြောလေသည်ရာဆွေးအုပ်လာရင်ကျုပ်ခင်ဗျကိစ္စပါတိုင်ပေးမယ်ဟုမြာကြီးကပြောလိုက်ရာရှမ်းကြီးကသဘောကျ၍တွားလေသည်များမကြမီနိုင်ကြမီသွေးကဲ့သို့နတ်မောင်နေသောအနဲ့ရောင်အသားရှိသည့် ရာဇွေအုပ်ဦးနဲ့ကျော်ဒီအမကြီးတို့အနီးတို့ရောက်လာလေသည်ငါကိုတွေ့ကျင်တာဘလူးလဲကွာနတ်ကျော်ဆိုတာငါပဲဟုပြော၏ခမရမပြောလဲခမရအသားရောင်မြင်ကလေးကနတ်ကျော်ဆိုတာသိပါတယ်ဗျာဟုအမကြီးကစိတ်တွင်းနိုင်တွေ့ရင်ပြုံးလိုက်လေသည်အကျဉ်းတော်ပါရာဇွေအုံမင်းတွေ့ကျင်တာကဒီလိုပါဟိုနေ့ကစီဗီလိုင်းနာမှာတက်ခံရတဲ့မောင်လာမောင်ဆိုတာကကျွန်တော်ညီပါကျွန်တော်ကသူ့အကိုမောင်မြကြီးပါခမရဟုညာကြီးကခါကလေးကိုညွှတ်ရပြောလိုက် ရာဇွေအုပ်ကလည်းညာကြီးအားတစ်ချက်ကြည့်ပြီးနောက် ။ငါတို့ပလိဆိုတာကဆိုးပေတေးပေရှုပ်ပေဆိုတဲ့လူတွေနဲ့နပန်းလုံးရတဲ့အလုံးမျိုးကလူရှုပ်ဆိုတဲ့လူတွေတော်တော်များများတွေ့ဘူးပါရဲ့။မင်းညီလှမလောက်ရှုပ်တဲ့လူကိုတော့ငါတက်တက်တွေ့ဘူးပေါ့ကွာ။ तू ကတော့တေးပြီ။ तू ရှုပ်ခဲ့တဲ့မှုတွေကမနေဘူး။လိမ်မှုတိုင်ကျဲတိုင်းမှာတရားခံကလှမောင်ဖြစ်နေတယ်။တတဲ့တရားခံကလည်းအလိန်ခံရလို့တတ်တာဖြစ်ရမယ်လို့ငါတို့ကတော့ခံမှန်းမိတယ်ဟုပြောလိုက်လေသည်။လှောင်မောင်ကလူလိန်တယောက် ဟူမြကြီးကစကားဆလိုက်ပြီးအလုတ်နိုင်ပြီးဥနဲ့ကျော်ကဟုတ်တယ်လူလိန်တယောက်ပဲဖောက်ကြံကုမ္ပဏီကိုရင်မျိုးအရာရှိဆိုငွေတထောင်လိန်သွားတယ်ကားအုံနာတယောက်ကိုလည်းတားရလေးရမယ်ဆိုပြီးလိန်သွားတယ်ရဲနာကုံတဲ့ဥကိုစီမှလည်းမိုးကုတ်ကတထေတာဆိုပြီးစိန်ပြဲတကုံးလိန်သွားတယ်ဒီတယ်ဆိုတာကမိန်ကလေးတွေကိုဖျက်ဆီးတဲ့ကိစ္စပဲမရှိစင်ရတဲ့မိန်ကလေးတွေရဲ့မိဘတွေကိုသူကရန်ကုန်ကတထေတာဆိုပြီးမရမကဝင်ဘူးမိန်ကလေးတွေကိုဖျက်ဆီးတယ်ပြီးတော့ယူလည်းမယူဘူးဗျာ ဟုမြကြီးပါဇံမှရောင်ရမ်းထွက်သွားလေတော့သည်ငါကတာဝန်ရတာလှမောင်တက်တဲ့ကောင်ကိုရှာနေတာပါကွာတကယ်ကဒီကောင်မျိုးစောစောတည်တာကောင်းနေဆိုရမလို့ပဲဒါဒါရီကျွန်တော်မသိပါဘူးခင်ဗျာဟုမြကြီးကပြောလိုက်အေးအတူနဲ့တွဲနေတဲ့မုတ်စိတ်ခမောင်တင့်ဆိုတဲ့ကောင်လည်းရှိသေးတယ်ဒီကောင်လည်းမြန်မာတယောက်ပဲမွတ်စလင်ဘာသာဝင်လည်းမဟုတ်ဘဲနဲ့ဖဲ့နေကြောင်ဗလီစီယာကိုက်ဖန့်နေတယ်မသိဘူးဘဲဗလီကိုမှလည်းမတက်ဘူးတူတဲ့လူလိမ့်မဲ့ သူ့လည်းငါတို့ကစောင့်ကြည့်နေတယ်သူ့အိမ်မှာမင်းရောက်နေတာသိတယ်နမောင်တက်တယ်တရားခံကိုမမိသေးဘူးဒါပဲခုဆိုတာရာဇဝိအုပ်ဦးနဲ့ကျော်ကရှမ်းကြည့်အားတည်တည်ချာချာကြည့်ပြီးဘာကိစ္စလဲဘူမေးဖဲသုံးချက်သမားတွေလိန်သွားလို့ပါရာဇဝိအုပ်မင်းဟုညာကြီးကဝင်ပြောပြနေလေသည်အေးဘန်ဒလီရောက်နေတဲ့ဖဲသုံးချက်သမားတွေကိုဖမ်းကျင်နေတာကြာပြီဒါကဲကဲစီးစီမမှုဖွင့်ရမယ်ဟုဆိုက ရှမ်းကြည့်အားခေါ်ဆောင်၍သွားလေတော့သည်ညာကြီးလည်းရာဇဝိအုပ်ဦးနဲ့ကျော်နဲ့ရှမ်းကြည့်အားနှုတ်ဆက်ပြီးနောက် ထွက်ခွာလာခဲ့လေသည်နနက်စာမစားရသေးတဲ့ဖြင့်အနှဲငယ်စာလောင်လာတော့ကြောင့်အနီးရှိတောက်ရည်ဦးစင်မာရေတစ်ခွက်ကိုတောက်ခါအစာပြေးလိုက်နေသည်။ညာကြီးသည်လောလောဆယ်စားရည်တောက်ရည်အစဉ်ပြေရန်အတွက်ဘုံကြီးကျောင်းတစ်ကျောင်းတိုင်းမိကိုခက်ရက်နေပြီးထို့နောက်ဈေးတွင်း၌ဖြစ်စေမတော်ကားဂိတ်ဘူးသာစသည်တို့၌ဖြစ်စေကုလီထန်းခြင်းထမ်းပြီးထိုမှတဆင့်ပိုကောင်းသောအလုပ်များကိုလုပ်မည်ဟုကြံစီမိလေသည်။ထို့သောစိတ်ကူးရင်းလျှောက်၍လာရလွန်စောမှကြီးမားသောဘုံကြီးကျောင်းကြီးတစ်ကျောင်းအနီးသို့ရောက်လေနောက်မှနေ၍တစုံတစ်ယောက်က ယိုးမိတ်ဆွေဟုခေါ်လိုက်သည့်အတန်းကိုကြားသဖြင့်လှန့်ကြည့်လာရာဖဲသုံးချက်အလိန်ခံရသောရှမ်းကြီးဖြစ်ကြောင်းတွေ့ရလေသည်ဘယ်လိုလဲမိတ်ဆွေကြီးဂတ်ထဲမှာတိုင်ချက်ဖွင့်ခဲ့ပြီလားဗျဟုမြကြီးကမေးလိုက်ဖွင့်ပြီးပြီဖဲသုံးချက်သမားတွေကိုဈေးဂျိုနာမှာတွားပြီးဖမ်းနေပြီနေပါအောင်ခမရကဘာမှမလာပြီးတိုင်တာလဲဟုရှမ်းကြီးကမေး၏ကျုံကြီးတက်ခံရလို့ပါရာဇွေးဦးကပြောတော့ခမညီကလူလိန်ဆိုဒါတော့ကျုံလည်းမသိပါဘူးလူလိန်မဲဖြစ်ဖြစ်လူညာမဲဖြစ်ဖြစ် အသက်ခံရရင်တတ်တဲ့လူကိုပလိတ်ကဖမ်းရမှာပဲမဟုတ်ဘူးလားဒါနဲ့နေပါခမရကဘဲကလေရန်ကုန်ကပါခမရညီမသေးခင် ရန်ကုန်ကိုပြန်သေးလားမပြန်ပါဘူးကြုံမှတ်မိတဲ့လောက်တော့ရန်ကုန်ကိုမပြန်တာတနည်းဒီပါရှိပြီဘာလို့မေးတာလဲဘာမှမဖြစ်ပါဘူးခမရညီကရန်နာကုန်တယ်လားရန်ကုန်မှာဘာလို့တယ်လဲဟုရှမ်းကြီးကမေးလေသည်ညာကြီးမှာလှမောင်နေပတ်သက်၍ပြည့်ပြည့်စုံစုံတည်ထားသည်မဟုတ်ပေ။ငယ်စဉ်ကသာတရက်ွယ်တည်းနေခဲ့သည်ဖြင့်ငယ်တငယ်ချင်းကစားပဲဖြစ်တော်လဲ နောက်ပိုင်းတွင်လှမောင်ကမိခင်ကြီးကိုလှုပ်ကျွေးနေသောလူရိုးလူကောင်းလေးဖြစ်ပြီးညာကြီးမှမူရက်ွက်အော့ကြောလံအယက်သမားတူဖြစ်၍လှမောင်ကလည်းညာကြီးကိုစီးပေါ်ကြောဘက်ပင်မလုတော့ပေလှမောင်တယောက် Labor Brother Company မှကိုယ်စားလှယ်တော်ကြီးဖြစ်၍ကြီးပွားနေပြီးဟူ၍သာသိရသည်ထို့ထက်ပို၍ဘာမှမသိခဲ့ပေမဟုတ်ဘူးမြ Labor Brother Company ကကိုယ်စားလှယ်တော်ကြီးပါဟုညာကြီးကရှမ်းကြီးအားပြောလိုက်ခင်ဗျားအထွက်သွားတော့ခင်ဗျားညီချင်း ရာဇွေးအုံနဲ့ခက်စည်းကပြောနေကြတယ်ရဲနာပစ္စည်းတွေတော်တော်များများလိမ်သွားတယ်ဆိုပဲဒါကြောင့်ရဲနာကုန်တယ်လားလို့မိတာပါမဟုတ်ပါဘူးလီဘာဘရာသာကိုစလဲပါကျုပ်တွေရာဇွေးအုံကြီးကိုပြောပြတာကျေးဇူးတင်ပါတယ်မိတ်ဆွေဟောဒီမှာကျုပ်ကိုယ်တိုင်ထုတ်ထားတဲ့ကောင်းကြီးတို့စားပါအောင်ဟုဆိုကကောင်းကြီးတို့တရွယ်ကိုပေး၍ရှမ်းကြီးလည်းထွက်ခွာသွားလေသည်ညာကြီးလည်းရှမ်းကြီးပေးခဲ့သောကောင်းကြီးတို့ကိုဝမ်းသာအားရဖြင့်ယူလိုက်လေထို့နောက်ဘုန်းကြီးเจ้าတို့ဝင်ရောက်ကတိုက်ချက်စရာတော့အားခိတတဲကိုနေတိုင်းခွင့်ပြုရန်လျှောက်ထားရာ ဆရာတော်ကဘုံကြီးကျောင်းတိုင်းလူတို့သည်ရက်ရှည်လာမြနေထိုင်ရမယ်တင့်တော်သောကြောင့်သုံးလေးရက်မြသာလက်ခံမည်ဟုပြောဆို၍တက်ကိုခွင်ပြုလိုက်ပြီးလင်ကျောင်းဝင်းအဝင်ဝါရှိတပြက်စီများအိုးခွင်များဖျားလိုက်များထားသောအဆောင်ကလေး၌နေရာချထားပေးလိုက်လေသည်မြကြီးလည်းထိုဆောင်တွင်း၌ပင်အိပ်ဆက်ခဲ့လေထိုဆောင်မှာလွန်စွာမှဖုံထူသောအဆောင်ဖြစ်သည်ဖြင့်တညာလုံးချောင်းတဟုတ်ဟုတ်ဆို၍အိပ်မရပဲရှိနေလေသည်နနက်မိုးလင်းသောအခါ၌အလောက်ရှာရန်အတွက်ဈေးကြိုဘက်သို့ရှောက်လာခဲ့ရာဈေးကြိုဤသို့ရောက်လင်လက်ဖက်ဆိုင်တွင်မှ ရာဇဝဲအိုဦးနဲ့ကျော်နဲ့ပလိတ်နှစ်ယောက်ထွက်လာပြီးမြကြီးအားသက်နဲ့ပြင်ချင်းကဦးနဲ့ကျော်ကဟေးဟေးကောင်အသာတကြီးကတ်ကိုလိုက်ခဲ့ပြီးတော့ထွက်ပြေးဖို့ခုခံဖို့ကြိုးစားရင်တော့မင်းညီလှမအောင်နားမမင်းကိုမြုပ်ရမှာပဲဟုပြောလေတော့သည်ကျွန်တော်မှဘာပြစ်ရှိလို့လဲပြကြည်လည်းလုံပါအောင်ရာဇွေအုံမင်းရဲ့မကုံမမဲဟုညာကြီးကထိတ်ထိတ်ပြပြဖြင့်ပြောလေသည်မင်းဘာပြစ်ရှိတယ်ဆိုတာခက်ရောက်တော့သိရမှာပေါ့ကွာဟုပလိတ်တယောက်ကပြောလေထို့နောက်အနီးရှိရထလုံးတစည်းကိုခေါ်၍ညာကြီးအား ရတလုံးပေါ်သို့တက်ခိုင်းပြီးလင်းထိုနေရာမှာထွက်ခွာလာကြလေသည်။ဖျာကြီးဤစိန်သားအင်းအရင်သမားလှုပ်ပြီးမူးယူနေတုန်းကဒါလောက်အမှုမလျှုပ်ဘူး။ရက်ွက်တဲ့လေပတ်စံတောင်းလိုက်မူးလိုက်နဲ့တဏီကုံသွားတာပဲ။အခုတော့လူကောင်းသူကောင်းလှုပ်ပြီးလူတွေကိုအကျိုးပြုမယ်လှုပ်မှာပဲ။အမှုကလည်းပွေလာတယ်ဟုတွေးမိရင်ပြုံးမိလေ။ဖျာကြီးသည်မိမိကိုကတ်သို့ခေါ်သွားခြင်းမဟုတ်ပဲတဏီယာယာသို့ခေါ်နေကြောင်းရိပ်မိတဲ့ဖြင့်ရာဆွေးအုံမင်းရဲ့ကတ်ကိုသွားတယ်လမ်းလည်းမဟုတ်ပါပဲလားဖျာဟုမေးလိုက်ရ။ ရာဇဝဲဦးနဲ့ကျော်ကဟုတ်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 ငင်ငင်လိုက်ခဲ့စမ်းဟုငောက်လေသည်ရဲတလုံးကြီးမှာတခွက်ခွက်နေရွေးရှားနေညာကြီးသည်မိမိဘဝရှိရေးကိုတွေးမိတိုင်းစိတ်ပြက်မိတကယ်သူရှိလေသည်တခါတည်းရန်အရက်ပြန်ပြီးတောက်နေတာကမှကောက်မလဲအောင်မဲဟုပင်စဉ်းစားမိသူရတွင်ဆိုင်ညစ်ခြင်းနဲ့ပတ်သက်၍လေးလေးနက်နက်စဉ်းစားကြည့်မိပြန်သည်လူတွေသည်မိသည့်အခါ၌ဆိုင်ညစ်တတ်သည်ဆိုင်ညစ်ခြင်းဟူသောအရာသည်ယခင်ကမိသည့်နေရာ၌မှီတွယ်နေသည်နီမိသည့်အခါ၌ပြန်လည်၍ပြောက်ွယ်သွားသည်နီ ထို့သို့ပြောက်ွယ်၍သွားသောအခါတွင်မိသည့်နေရာသို့ရောက်ရှိသွားသည်။စသည်တို့ကိုစဉ်းစား၍နေမိနေတော်သည်။နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မတူတာပါ။